မေဆီမတရင် အစီအစဉ်ကနေရန်ကုန်တိုင်းလှဲကူးမွန်းနယ်ကအောင်ဖုံးဖြစ်ဖုံကြီးကျောင်းမှဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကိုတင်ဆက်ပေးပါမယ်။တင်ကျောင်းအလူရှင်ဒါယကာမရိုးသမီးတူအုပ်ကိုဓာတ်နဲ့အချက်15ချက်ထက်မနည်းခုတ်တက်ခဲ့တဲ့ကျောင်းထိုင်စရာတော့ကိုအမှုဖွင့်ထားပြီလို့ဒေတာခန့်တရင်ရင့်မြစ်တွေကပြောပါရဲ့။ဖြစ်စဉ်ကတော့မေလ27ရက်နေ့ကလှဲကူးမြို့နယ်ရွှေအိမ်တုံကျေးရွာကအောင်ဖုံးဖြစ်ဖုံကြီးကျောင်းမှဖြစ်ခဲ့တာပါ။ တက်ဖြတ်ခံရသူအမျိုးသမီးကတော့အသက်48မိနစ်ရှိပြီလို့သိရပါတယ်။သူမဟာဒီကြောင်းမှာတိမ်နဲ့ကားတွေလှူဒန်းထားတဲ့ဒါရကာမဖြစ်ပါတယ်။သူ့ရဲ့မိခင်ကလည်းအဲ့ဒီကြောင်းမှာနေပြီးတရားအထုတ်နေသူပါလို့သိရပါတယ်။တက်ဖြတ်မှုကျွလွန်တယ်လို့ဆွဆဲခံထားရသူကတော့အောင်ဖုံးပြီဖုန်ကြီးကျောင်းကအသက်40ရွယ်ကျောင်းထိုင်စီရတော့ဦးတမစာရခေါ်ဦးတန်ဦးဖြစ်ပါတယ်ဖြစ်စဉ်ဖြစ်တဲ့နေ့မနက်ပိုင်းမှာဆရာတော်ဟာ ဒါယကာမရဲ့မိခင်နေမကောင်းဘူးလို့အကြောင်းပြပြီးဒါယကာမကိုသူ့အိမ်ကနေចောင်းကိုကိုတိုင်လာခေါ်ခဲ့တယ်လို့ဆိုပါတယ်။မိသားစုနဲ့နေဆက်သူတူပြောပြတာကတော့အရင်ကလည်းအခုလိုခေါ်နေကြရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒါယကာမကလိုက်သွားခဲ့တာပါ။ចောင်းရောက်တဲ့အခါဆရာတော်ကသင်္ကန်းလျှော့ခိုင်းဖို့အခုနေចောင်းတယ်လို့ဆိုပါတယ်။ဒါယကာမကသင်္ကန်းလျှော့နေတဲ့အချိန်မှာနောက်ကနေလာပြီးမုတ်ထင်းချစ်ဖို့စ조사ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီလိုစ조사တဲ့အခါဒါရဲကာမကလက်မခံဘဲယုံကန်ရင်းနဲ့စကားများကြတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဓာတ်တဲ့ခုတ်တက်လိုက်တာဖြစ်တယ်လို့နီးစပ်သူကပြောပါတယ်။မိုတိန်ချစ်ဖို့조사စဉ်ဓာတ်ရဲကာမယုံကန်နေရကိုသူ့ရဲ့မိခင်ထက်သူကတားမြစ်နေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ចောင်းထိုင်ဖုန်ကြီးကဒါရဲကာမကိုသူ့မိခင်ရှေ့မှာတင်ဒါနဲ့ခုတ်တက်ခဲ့ပြီးကောင်းမောင်ပြီးထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ ထွက်ပြေးသွားတဲ့ကြောင်းထိုင်ဖုန်ကြီးကိုတော့မေလ27ရက်နေ့ညပိုင်းမှာအမြန်လန်း15မိုင်ဖိအားအနီးမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့သူ့ကိုလူဝတ်လေးပြီးလဲခုရဲစခန်းမှာဖန်စီထိန်သိမ်းထားတယ်လို့သိရပါဗါဒင်တာညွန်းနှွမ်းစင်မှုပုံမှန်96ကကမုတ်ဒိမ့်မှုနဲ့လူသက်မှုစတဲ့ပုံမှန်သူ့ခုနဲ့အမှုဖွင့်ထားပြီလို့သိရပါဗါလဲခုမြို့ခံတလူရဲ့အပြောအရာတော့ဒီဖုန်ကြီးဟာလဲခုမှာဖုန်ကြီးကြောင်းလာဆော့ပြီးနေတာမကြသေးဘူးလို့ဆိုပါဗါ အသက်ခံရတဲ့ဒါရိုက်ကာမှတော့ကြောင်းမဆောက်ခင်ကတည်းကကျူးလွန်တဲ့ဖုံးကြီးကိုလှူလန်းမှုတွေဆက်တိုက်လှုပ်လာသူလို့ပြောပါတယ်လို့ပြောပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်လင်းနဲ့ကျော်ကာလာအတင်းရန်ကုန်မြို့မှာဒုစရိုက်မှုတွေပုံမဆိုးရွားလာပြီးလူရက်မှုနဲ့လူသတ်မှုတွေမကြာခဏဖြစ်ပွားနေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့အခုဖြစ်စဉ်တွေပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့ယနေ့အထိသတင်းထုတ်ပြန်တာမရှိသေးဘူးလို့သိရပါတယ်။ ကျမတို့မီဆီမာ channel ကို subscribe လုပ်ထားပြီးနောက်ဆုံးရသတင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနားဆင်လောက်ဖို့ follow လုပ်ထားကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါရရှင်ကျေးဇူးတင်ပါတယ်